ဒီ video file လေးကတော့ probability သင်ခန်းစာမှာတရားသိထားတဲ့ answer ရုံးပုံစံလေးကိုရှင်းပြပေးပါမှာဖြစ်ပါတယ်။ answer ရုံးတစ်လုံးမှာကျေလို့ပေါ့နော် answer ရုံးတစ်လုံးကို cloud မယ်ဆိုရင်သူက number of ဖြစ်သူရဲ့ possible total possible outcomes က6ခုရှိမယ်ပေါ့နော် answer ရုံးတစ်လုံး1 die ပေါ့ one time သူ့ကိုဖောက်ပြီးတော့ probability ကိုရှာခိုင်းမယ်ဆိုရင်ဒါသူစီမှာဖြစ်နိုင်ပြီးရှိတယ် total possible outcomes က6ခုရှိမယ်ပေါ့ number အဖြစ်1 2 3 4 5 6အဲ့တော့ဒီကတော့ဒီထဲကနေပြီးတော့ကြနိုင်ကြီးရှိရတဲ့ number ကမိကွန်းပေါ်လိုက်ပြီးတော့ခေါ့နော်အဲ့လိုစဉ်းစားသွားရပါပဲအဲ့တော့ तू က အန်ကောင်တလုံးပဲခလောက်တယ်ဆိုရင်ဒါကြဲကိုရှေ့ကတင်ငန်းစာတွေမှာတီးခဲ့တယ်ပေါ့နော်ပရော်ဖက်ဆာတွေနဲ့ပတ်သက်တဲ့တင်ငန်းစာတွေမှာတီးခဲ့တယ်ဖြည့်ရတစ်ခုကိုပဲသူရှာခိုင်းတဲ့သဘောပဲပေါ့နော်အန်ကောင်တလုံးခလောက်မယ် number 3ကြာမယ်ဖြည့်ရ number 4ကြာမယ်ဖြည့်ရအဲ probability or less than 4ပေါ့နော်ဒါမှမဟုတ် even number odd number အဲ့လိုမျိုးဖြည့်ရတစ်ခုတည်းကိုပဲသူရှာခိုင်းတယ်ဆိုရင် fine way မှာသူရှာခိုင်းတယ်ပေါ့နော်လိုချင်တဲ့ event ကိုထားလိုက်မယ်ပေါ့နော်အရေးတော့ကိုစဉ်းစားပြီးတော့ရေးမယ် ပြီးရင်ဘိုင်းတရာတော့ total even ပေါ့နော်အဲဒါဒီမှာဆိုရင်အန်ဆာအောင်တစ်လုံးမှာ number 6ခုရှိတဲ့တကြောင်မလို့ဘိုင်းတင်မှာ6ဖြစ်မယ်အဲလိုဂျင်နဲ့စီမှာတော့ဒါသူက odd number ဆိုရင် odd number 135ဖွင့်မယ်ဆိုရင်3ပေါ့3 by 6ပေါ့အဲတော့ fishing ရဲ့သဘောက lowest and chain ပြီးတော့ answer ကိုထုတ်ပေးလိုက်တော့မှာဒီသဘောလေးရှိတယ်နော်ဒါက answer round တစ်လုံးနဲ့တစ်ဆိုင်နဲ့ပုံစံမှာဆိုရင်ဒီလိုမျိုးလေးစဉ်းစားလိုက်အောင်ပဲအဲတော့ဒီမှာကျပြသွားမှာက answer round နှလုံးခေါက်ပဲပေါ့နော်အဲဆိုတော့သူက အန်ဆာရောနှလုံး a pair of dice ပေါ့နော်ဒါ two dice တို့ a pair တို့အဲ့လိုပေးလာမယ်ဆိုရင်အန်ဆာရောနှလုံးကိုသူတပြိုင်တည်းထဲ cloud တာဖြစ်သွားပြီပေါ့အဲ့ခါကျရင်ကိုကအန်ဆာရောနှလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ event နှစ်ခုပေါ့နော် two event ဖြစ်သွားပြီပေါ့ two event ကိုစဉ်းစားရအောင်မယ်ပေါ့နော်အဲ့ဒါ two event ကိုစဉ်းစားရတဲ့အခါမှာကိုကအရှိမ probability အခန်းဒီမှာသိခဲ့တယ် event နှစ်ခုရှာခိုင်းနေဆိုရင် an event နဲ့တွက်လဲရရပေါ့နော် အနီးဘန်ကိုအသုံးပြုပြီးတော့တွက်လို့လည်းရတယ်ဒါမှမဟုတ် answer တော့နှလုံး clock ခိုင်းပြီဆိုရင်ကျေတော့ table phone ဆိုတာလေးရှိပါတယ် table phone ကိုအသုံးပြုပြီးတော့ပေါ့နော် table phone လေးဆွဲပြီးတော့ကိုကစဉ်းစားလည်းရတယ်အလိုရှိသွားမယ်ပေါ့နော် table phone ကတော့ဒါဒီမှာတစ်ချက်ဆွဲနည်းလေးကိုပြပေးလိုက်မယ်ဒါကိုလိုအပ်တယ်လို့တုံလို့ရပါကိုက table ကြီးချမဆွဲခြင်းမဲ့ ਨੇ ဒါပေမဲ့ shop point အနေနဲ့ number လေးကိုအဲဆွဲထုတ်ပြီးစဉ်းစားလည်းရတယ် အဲ့တေဘယ်ဖုန်းပြလိုက်ပြီးသွားပြီဆိုရင်ဒါကိုစင်ပြေတဲ့နီလန်လေးကိုအသုံးပြုပြီးတော့တွက်လို့ရတယ် anyvan နဲ့လည်းစဉ်းစားလိုက်လည်းရပါတယ်နော်အဲ့တော့ပထမဆုံးကျဒီမှာ answer နှလုံးခလောက်တဲ့ပုံစံတွေအတွက်ဒီဘယ်ဖုန်းဆွဲတဲ့ပုံစံလေးကိုကျန်နေလေးပေါ့နော်အရင်ဒီမှာဖြားပြပေးလိုက်ပါမယ် ဲ့တော့သူကအန်ဇာရုံနှလုံးဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ number ကအန်ဇာရုံတစ်ခုမှာ0345လို့ပေါ့ဘောနော်နောက်ထပ်အန်ဇာရုံတစ်ခုမှာဆိုလဲ0345 6အလိုသွားမှာပေါ့နော်အစားရှိတစ်ဖြစ်တလို့သွားမယ်ပေါ့အဲတော့သူ့ကိုကျေရွာဒီမှာဖြစ်နိုင်ခြေရှိတဲ့ account တွေကိုဆွဲထုတ်တဲ့အခါမှာ order ပေးလေးနဲ့သူကဘယ်လိုပုံစံလေးချသွားရပါလဲကျေဒီမှာပြည့်စုံတော့မဆွဲပြတော့ဘူးနော် နေလန်သဘောတရားလေးသိရင်ရပါပြီ1,1ပေါ့ဆိုလိုချင်တာကအရှိရအန်စာတုံးမှာ1ကြမယ်ဆိုရင်အနောက်ကအန်စာတုံးမှာလည်း1ကြနိုင်တယ်ပေါ့နှလုံးတစ်ပြိုင်တည်းခလောက်တာဆိုတော့1,2လဲလာနိုင်တယ်1 3ပေါ့เนาะအဲ့လိုမျိုး ਨੇ 1 60ရှိမယ်ပေါ့အဲ့ဆိုသူ့ရဲ့ outcomes ကဒီ tick ကို fit ထားပြီးတော့ဖြစ်နိုင်လေရှိရတာက6ခုကတ်လိုက်တဲ့သဘောပါเนาะ number 6ခုကတ်လိုက်တော့သူ့ရဲ့အရေးအတွက်က6ဆိုပြီးထွက်သွားမယ်နောက်တစ်ခုလည်းအဲ့တိုင်းပဲ 2.1 2.1 2.2အလိုနဲ့2.60သူလည်းအလို6ခုဖတ်ပါမယ်ဗောနော်ဒီ2နဲ့ဒါတွေအားလုံးကိုလိုက်ကပ်ပြီးခြာရည်တဲ့သဘောပါပဲအဲ့ဒါမှ3ဆိုလဲ3.1 3.2နဲ့3.60အလို6ခုစီဖတ်ပါမယ်ဗောနော်အဲ့တော့သူကတောင်းချောက်အလိုမျိုးတွေ6ခုစီဖတ်ရင်လည်း6နဲ့6နဲ့ multiply လုပ်လိုက်ရင်သူ့ရဲ့ total က36ဆိုပြီးတော့ထွက်လာခြင်းဖြစ်ပါတယ်အဲ့တော့ဒီ table ကကြတော့ဗောနော် ို့အတွက်နည်းနည်းလေးဒီလိုအန်စာရုံးနှလုံးခလောက်ခိုင်းတဲ့အခါမှာနည်းနည်းလေးစဉ်းစားရခက်တယ်ပေါ့နော်အဲပုံစံလေးတွေကိုမေးလာပြီဆိုရင်ဒါကိုဒီ table form လေးကိုလို့ချဆွဲပြီးတော့မေးတဲ့မိကုန်းပေါ်မူတည်ပြီးတော့သက်ဆိုင်ရာလိုချင်တဲ့ event ကိုဆွဲထုတ်လို့ရတယ်ပေါ့နော်အဲ့လိုလေးရှိနေတယ်36ခုရာနေသူကမရှိဘူးပေါ့နော်အဲ့ဒီမှာပဲသူကတီးရှိပြီးတော့ဖြစ်ပေါ်နေမှာပါမေးတဲ့မိကုန်းကအဲ့လိုမျိုးတွေရှိသွားမယ်အဲ့တော့ကိုကဒီ table ကြီးကိုမဆွဲဘဲနဲ့ဒီတိုင်းပဲ number လေးတွေကို အကွာကို guideline လေးချပြီးတော့တွဲဝါပြီးတော့စဉ်းစားလဲရပါတယ်အဆင်ပြေတယ်လို့တွဲလို့ရပါတယ်เนาะအဲ့တော့ဒီမှာနံပါတ်1လေးချိန်ကြည့်လိုက်ပါမယ်နံပါတ်1ကကြတော့ if a bear or dies for why is the probability of not rolling a six on either time အဲ့တော့သူက a pair of ဖြစ်တဲ့ကြောင့်မလို့ answer တော့နှလုံးကိုသူ cloud ပြီးဥမာမှာနှလုံးစလုံးမှာသူက not rolling a six or number six ကိုသူကမကြခြင်းဆိုတော့ ဆိုတော့ number 6ကိုဖယ်လိုက်ရမယ်သဘောပေါ့အဲ့တော့ကိုကဒီ table ဖုန်းကြီးဆွဲလာဆိုအဲ့ဒီကနေမှ6နှစ်ခုစလုံးမှာမပါတဲ့ဖြစ်ရကိုထွက်လာနိုင်ခြင်းရှိတဲ့ပေါ့နော် event တွေကိုဆွဲထုတ်ပြီးတော့ဖယ်လိုက်တဲ့သဘောအကျန်နာကိုယူလိုက်ပေါ့36ထဲကနေကွာ example ဒီ6တွေပါတာက10ခုထွက်လာမယ်ဆိုရင်သူမပါတော့တဲ့ဟာက36ထဲကနေ10ခုကိုဖယ်လိုက်ရင်26ခုရဲ့အဲ့လိုမျိုးနဲ့ယူထုတ်လိုက်လည်းရပါတယ်နော် ဲ့တော့ဒီမှာကိုကဒီနေရာမှာကျပြသွားမှာဒီ deliver မဆွဲဘဲနဲ့ဘယ်လိုမျိုးလေးလဲစဉ်းစားလို့ရတယ်ဆိုတာလေးကိုပြသွားပြီးမှဖြစ်ပါတယ်အဲ့တော့သူကနှစ်ခုအန်ကာရောနှလုံးကိုခလောက်တဲ့တကြောင်မဟုတ်ကြဘူးအန်ဒီဗန်အနေနဲ့ကြပြိုင်နဲ့ထဲ multiply လုပ်လို့ရမယ်ပေါ့နော်အဲ့တော့သူကအန်စာရောနှလုံးစလုံးမှာ number 6ကိုမလိုချင်ဆိုတော့သူ့ကိုဖယ်ရတော့မှာပေါ့အဲ့တော့ပထမအန်စာရောမှာလဲ6ကိုဖယ်လိုက်မယ်ဆိုရင်သူက number အားဖြင့်125ကျမ်းလေငါးလုံးနဲ့ကဘယ်ဂိမ်းမဆိုကြနိုင်လဲအဲ့တော့လိုချင်တဲ့စီမှာ5ပေါ့ တူတဲရကြတော့ဒီကိုပထမတစ်လုံးအတွက်ပဲစဉ်းစားတာဖြစ်တဲ့ကြောင့်မလို့6ဖြစ်သွားမယ်။အလားတူအတိုင်းပဲဒုတိယတစ်လုံးမှလည်း6ကိုဖယ်လိုက်မယ်။မအားဘူးဖြစ်မယ်။တူတဲရ6ဖြစ်သွားမယ်။အဲဒါဒီနှစ်ခုကို multiply လုပ်လိုက်ရပါပြီ။995ပြီးရင်66 36။အဲဒါဒီမှာထွက်လာတဲ့ result ကကို lowest တန်းချိန်လို့ရမများအောင်အဲဒါ check လုပ်ပေါ့နော်။အဲ့တော့ပေါ်အောက်တို့အတူညီစွာစားစရာဂိမ်းမရှိတော့ဘူးဆိုတော့ဒါက lowest end သဘောဖြစ်သွားပြီဖြစ်တဲ့တကြောင်မလို့ သူရဲ့အဖြစ်ရာ C ရရှိသွားမှာဖြစ်ပါတယ်။နောက်ထပ်နံပါတ်2ကိုဆက်ပြီးတော့ရှင်းလိုက်ပါမယ်။အမှန်နဲ့မှာလည်းပဲ if a bird or dies ဆိုပဲအန်စာတော့နှလုံးကိုပဲသူ cloud တယ် what is the probability of rolling a3 and a4 ဆိုတော့ဒါသူကအဲ့ဒီ answer တော့မှာပထမ answer တော့မှာ3ကြမယ်ပြီးရင်ဒုတိယ answer တော့မှာ4ကြခြင်းနဲ့ဖြည့်ရပေါ့နော်အဲ့တော့ကျတော့အဲ့ဒီ36ခုထဲမှာကွာ orderly နဲ့ရေးမယ်ဆိုရင်ပထမမှာ3ဖြစ်ကြမယ်ဒုတိယမှာ4ဖြစ်ကြမယ်ဆိုရင်ဒီလိုမျိုး3,4ဆိုပြီးတော့အဲ့လို3နဲ့4နဲ့ကြလာမယ်အကျဉ်းကြီးအတွက်ကတစ်ချိန်ပဲရှိပါเนาะတစ်ချိန်ပဲရှိတဲ့အတွက်ကြောင့်မလို့ဒါသူကလိုချင်တဲ့စီမှာ 1ဖြစ်သွားမယ်2တဲကအန်စာလုံးနှလုံးတစ်ပြိုင်နက်တဲ့ခလောက်လို36ပေါ့1 minus 36ပေါ့ဒါကဒီဗယ်ကိုကိုနားလေတာရင်အဲ့လိုဒါလိုက်ဆွဲပြီးတော့ထုတ်လို့ရနော်အဲတော့ကိုအဲ့ဒီဗယ်ကနေမစဉ်းစားခဲ့နဲ့ဒီတိုင်းပဲစဉ်းစားကြည့်ရင်ရောမရအောင်လားဆိုရပါတယ်ခုနကလိုမျိုး and even လိုမျိုးစဉ်းစားကြည့်လိုက်လည်းရတယ်ပေါ့နော်နောက်ခုခလောက်တာဖြစ်တဲ့တကြောင်မလို့ဒီမှာပထမအန်စာလုံးတော့ကိုစဉ်းစားတဲ့အခါမှာ3ကြကျင်နေအဲတော့ number 3ကလည်းပထမအန်စာလုံးမှာတစ်ချိန်ပဲလာနိုင်တာ1ပေါ့နော် total ကတော့6ဖြစ်မယ်အဲ့ဒါမဲ့ဒုတိယ answer တော့မှာ number 4ကလည်းတစ်ချိန်ပဲလာတာဖြစ်တဲ့ကြောင့်မလို့1 total က6ဒီနှစ်ခုကို multiply လုပ်မယ်ဆိုရင်ပိုင်းဝေးခြင်းမြောက်၁ပိုင်းကြီးခြင်းမြောက်36ဆိုပြီးတော့1 36ပဲရတယ်ပေါ့အဲ့တော့ကိုကဒါကိုဘလို့ဖြစ်ဖြစ်ပေါ့နော်ကိုအစဉ်ပြေတဲ့နီလန်းကိုအသုံးပြုပြီးတော့စဉ်းစားလို့ရပါတယ်နောက်ထပ်တစ်ပုဒ်ကိုဆက်ပြီးတော့ကြည့်လိုက်မယ်။နံပါတ်3 နံပါတ်3မှာလည်းပဲ if a bird or dies so what is the probability that bow will land on an odd number အဲ့တော့သူကအမှအန်ဆာရုံနှလုံးမှာပဲနှစ်ခုစလုံးမှာသူဘာပဲကြာကျင်နေဆိုရင် odd number တွေပဲသူကကြာကျင်နေပေါ့အဲ့တော့ဂျေရိုကအဲ့နှစ်ခုလုံးစဉ်းစားလိုက်တဲ့အခါမှာကွာ odd number တွေပဲထွက်လာမယ်ပေါ့ဆိုလိုချင်တာကအဲ့ table phone ကြီးဆွဲပြီးတော့စဉ်းစားမယ်ဆိုရင်ရှေ့မှာလည်း1ဖြစ်ကြမယ်အနောက်မှာလည်း1ဖြစ်ကြမယ်အဲ့လိုမျိုးဆိုလဲဒါသူလက်ခံတယ် အဲ့တော့ odd number ကကျတော့ answer တော့မှာပါရရှိမှာလေ135တိရှိတာလေ135ဆိုတော့ဒါတစ်တည့်ရဲမှာမဟုတ်ဘူးအရှိမှာတစ်အနောက်မှာ၃လဖြစ်နိုင်တယ်အဲအရှိမှာ၃အနောက်မှာတစ်လဖြစ်နိုင်တယ်အဲ့တော့အဲ့135ကိုဒီနှစ်ခုစလုံးမှာအဲကြာနိုင်မဖြစ်ရဘူးကိုကအဲ့36ခုရကနေဆွဲထုတ်ကြမှာပေါ့နော်အဲ့လိုမျိုးတော့ရှိသွားမယ်အဲ့တော့ကို8 divin နဲ့မစင်စားပဲနဲ့ဒီတိုင်းပဲစင်စားကြည့်ရောမရအောင်လားဆိုတော့ရပါတယ်ခုနလိုပဲ any event နဲ့တွက်ကြမှာပေါ့နော် အဲ့တော့ तू อ่ะခုနကပြောသလိုပဲပထမ answer တော့တစ်လုံးတော့ကိုကိုစဉ်းစားမယ်ဆိုရင်135 5ဆိုရဲเนาะဒါ answer တော့မှာ6ခုရှိရဲ odd number က3ခုထွက်တာဖြစ်တဲ့တကြောင်မလို့လိုချင်တဲ့စီမှာ3 total မှာ6ဒါကြောင့်လည်းတဲ့ cloud ဆိုတာပြီးပြီ multiply အနောက်မှာလည်းအဲ့တိုင်းပဲပြန်လာမှာပေါ့လိုချင်တဲ့စီမှာ3 total မှာ6ဖြစ်သွားမယ်အဲ့တော့သူ့ကိုဘိုင်းဝေခြင်းမြောက်ဘိုင်းခြင်းမြောက်ဒါဖြစ်ဖြစ်ဒါမဟုတ် lowest standing ချိန်ပြီးတော့မှာထွက်လိုက်လဲရပါတယ် ပါတော့သူက3ဒလီ3နှစ်လီပြီးရင်ဒီဘက်မှာလည်း3ဒလီ3နှစ်လီဆိုတော့ဒီလိုဂျင်းနေစီမှာ1 mile ပေါ်ဆိုပြီးတော့စီရပါမှာဖြစ်ပါတယ်နောက်ထပ်နံပါတ်3ကိုဆက်ပြီးတော့တွားလိုက်ပါမယ် sorry နံပါတ်4ပါနော်နံပါတ်4မှာကြာတော့သူက if a bear or dies through what is the probability of rolling a2 or a3 on a less on at least one time အဲ့တော့ဒီနေရာမှာအနည်းဆုံးပေါ့သူက at least one time ဆိုတော့ answer တော့တစ်လုံးမှာအနည်းဆုံးနှစ်ဒါမှမဟုတ်သုံးပါမယ်ဆိုတော့ဒါနှစ်ခုစလုံးမှာနှစ်ကောသုံးကောပါလဲသူကလက်ခံတယ်ဆိုတော့တော့ပေါ့နော်အဲ့လိုမျိုးနဲ့ဒါသူကစဉ်းစားခိုင်းပြီပေါ့အဲ့တော့ဒီကဒီနေရာမှာပေါ့နော်ကိုက table phone ဆွဲပြီးတော့အဲ့ဒီနေရာနေမှာနှစ်သုံးမဟုတ်သုံးပါမယ်ဆိုတော့ဆိုလိုချင်တာကအရှိမ true ပါမယ်အနောက်မှာဒါ site number ဖြစ်လို့ရတယ်အဲဆိုဒါဒီ answer လုံးနှလုံးပါကွာနှစ်တလုံးပါအဲ့လိုမဟုတ်ဘဲနဲ့လည်းရတယ်ရှေ့မှာဖြစ်ဖြစ်အနောက်မှာဖြစ်ဖြစ်သုံးတလုံးပါပြီးရင် site number နဲ့တွဲပေါ့အဲ့လိုမျိုးနဲ့ဒါဒီကအဲ့ရဖြစ်နိုင်ကြည့်ယူကွာဆွဲထုတ်ပါမှာပေါ့နော်အဲ့36ခုရကနေကွာ like ပြီးတော့ကြည့်ပြီးတော့အဲ့လိုဆွဲထုတ်ကြတော့မယ်ဒီဘယ်နည်းဒီဘယ်နဲ့စဉ်းစားမယ်ဆိုရင်လေအဲ့ဒါဒီဘယ်ကနေကိုအဲ့လို order ပဲလေးနေ like ဆွဲထုတ်ပါမှာပေါ့အဲပြီးရင်2 or 3ဆိုအလစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါနှစ်ကောသုံးရောဒီလိုမျိုးပါရဖြစ်ရလဲကိုကထည့်စဉ်းစားလို့ရတယ် အဲ့လိုမျိုးတွေရှိပါပါဘောနော်အဲ့တော့အဲ့ခါကျရင်ဒီကအများကြီးလိုက်ပြီးတော့အဲ့36ခုရာနေကွာကောင့်တောင်းလိုက်လုပ်နေရမှာဖြစ်တယ်အဲ့တော့ကို့အတွက်အချိန်ကြာတယ်နော်အဲ့တော့အဲ့လိုမျိုးမစဉ်းစားဘဲနဲ့နောက်ထပ်တနည်းအားဘယ်လိုမျိုးလေးစဉ်းစားလို့ရလဲဆိုရင်သူ့ကိုဒီလိုမျိုးပေါ့ဒီက at least ပုံစံလေးဆိုရင်ကိုကကွာဒီ answer တော့တစ်လုံးမှာအနည်းဆုံးနှစ်သူမဟုတ်သုံးပါရမယ်ဆိုတော့ဒါအဲ့ထက်ပိုပြီးလဲပါလို့ရတယ်အဲ့တော့သူ့ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့ဒီ answer တော့နှစ်ခုတစ်လုံးပေါ့ဒါတော့ နှလုံးကိုတပြိုင်နက်တည်းခလောက်မှာဆိုအဲ့ဒီနှစ်ခုစလုံးမှာ number 2ရော number 3ရောမပါတဲ့ဖြစ်ရပ်ကိုကိုကစဉ်းစားပြီးတော့တစ်ထဲကနေနှုတ်ပေးလိုက်ရင်သူလိုချင်တဲ့ at least 1 die ရဲ့ probability ထွက်လာမှာပေါ့အဲ့လိုလေးစဉ်းစားလိုက်တာအဲ့တော့ဒီဟာကတော့ probability ပုံစံတွေမှာဒီနည်းလေးဟာ at least တွေနဲ့ပေါ့နော်ကိုမေးလာခဲ့တဲ့အခါကျရင်အသုံးပြုလို့ရပါတယ် D ပုံစံကြီးပြီးတော့ A + B not A ပေါ့ အဲ့တော့ဒီ A မဟုတ်တဲ့ဖြည့်ရက်နဲ့ A ဆိုတဲ့ဖြည့်ရက်နှစ်ခုပေါင်းခြင်းဟာအမြဲတမ်းကျေလို့ဖြည့်ရက်ဒီတစ်ခုပြန်ရပါတယ်1ရမယ်ပေါ့အဲ့တော့ probability ရဲ့သဘောဒါ0နဲ့1နဲ့ကြာမှာပဲသူကရှိနေတာ။အဲ့တော့ဒီနှစ်ခုပေါင်းခြင်းဟာ1ဆိုတဲ့ဒီပုံစံလေးကိုနားလည်ရမယ်ဆိုရင်ဒီလို at least ပုံစံလေးကြာရင်ကိုကတွက်လို့ရတယ်ပေါ့နော်။အဲ့တော့ A ကိုကျေလို့ကွာ at least 1 time ပေါ့ number 2 or 3အဲအနည်းဆုံး တစ်လုံးအန်ဆာလုံးတစ်လုံးမှာကြမဲ့ဖြစ်ရလို့ကိုကစဉ်းစားလိုက်တဲ့ဆိုရင် not a อ่ะအဲ့ဒီအန်ဆာလုံးနှလုံးစလုံးမှာနှစ်ကောသုံးကောမပါတဲ့ဖြစ်ရကိုကိုကအဲ့လိုဆွဲထုတ်လိုက်အဲဒါဆိုရင်တစ်ထဲကနေနှုတ်လိုက်ရင်ဒါသူလိုချင်တဲ့အဲဖြေထွက်သွားပြီလို့အလိုယူဆလိုက်တာပေါ့နော်အဲဒါဒီနှစ်ခုစလုံးမှာနှစ်ကောသုံးကောမပါတာကိုကျေလို့စဉ်းစားတော့မယ်ပေါ့နော်အဲဒါတော့စာပြန်ကြည့်ရင်ပြီးအောင်လို့ပါအဲ not ပေါ့နော် not all လို့ပဲရေးလိုက်တော့မယ်2 or 3ပေါ့နော်ဒါဒီအန်ဆာလုံးနှလုံးစလုံးမှာ 2 or 3မပါတဲ့ဖြစ်ရပ်ကိုကိုစဉ်းစားကြည့်မယ်ပေါ့အဲ့တော့ပထမ answer လုံးမှာလဲနှစ်လည်းမပါရဘူး၃လည်းမပါရဘူးအဲ့တော့ number အဖြစ်က1 to 6ရှိတယ်အဲ့တော့1 to 6ထဲမှာအဲ့ဒီနှစ်ကော၃ကောကိုဖယ်လိုက်ရင်သူရဲ့ login နဲ့စီမှာထွက်လာနိုင်ပြီ啊၄ခုပဲကျန်တော့မယ် total ကတော့6ခုပေါ့အဲ့တော့အဲ့နှစ်ခုကိုလဲဒါသူကတပြိုင်တည်း cloud တာဆိုတော့ multiply နဲ့ပဲကျန်စဉ်းစားလို့ရတယ်ပြီးရင်အနောက်က answer လုံးမှာဆိုလဲဒါ၄ခုပဲဖြစ်သွားမယ်ပြီးရင်6ခုဖြစ်သွားမယ် အဲ့တော့ဒါကတော့မြောက်ကလွယ်အောင်လို့ပဲ juice လုပ်လိုက်ပေါ့နော်နှစ်နယ်လီနှစ်သုံးလီနှစ်နယ်လီနှစ်သုံးလီပေါ့ပြီးရင်ကျတော့မြောက်လိုက်နှစ်နယ်လီလေးသုံးသုံးလီကိုဖြစ်သွားမယ်အဲ့တော့4/9ထွက်သွားပြီအဲ့တော့ဒါကအဖြေမဟုတ်သေးနော်ဒီလိုကျင်တာ at least 1 time ပြောရတဲ့ကြောင့်မလို့ကိုကမလုပ်နိုင်မလဲတစ်ထဲကနေဒီ4/9ကိုနှုတ်လိုက်နော်ဒီ not a ကတစ်ဖက်ကိုရွှေ့လိုက်တဲ့ဘောပါဒါလေးကနှုတ်လိုက်မယ်ဆိုရင်ပိုင်းချင်းညီလိုက်ရင်5/9ဆိုပြီးတော့ C ရသွားမှာဖြစ်ပါတယ် နောက်ထပ်ပုံစံလေးကိုဆက်ပြီးတော့ကြည့်လိုက်မယ်။နံပါတ်5ပေါ့နော်။အဲတော့နံပါတ်5မှာကြာတော့သူကသူလည်းပဲ2 regular suicide die အထုံးပေါ့ answer တော့နှလုံးကိုပဲသူ cloud ပါတယ်။ What is the probability of rolling a sum or a ပေါ့နော်။ပေါင်းခြင်းပေါ့ဒီနှစ်ခုစလုံးကိုကကြာလာတဲ့ number ကိုပေါင်းလိုက်တဲ့အခါမှာပေါင်းလက် number 8ရမယ်ဖြစ်ဖြစ်ရပေါ့နော်။အဲ့ဒါကိုကစဉ်းစားပြရမှာဖြစ်တယ်။ အဲ့တော့ဒါအောင်လည်းပဲခြေကအဲ့ table ဆွဲပြီးတော့အဲ့တည်းကနေဆွဲထုတ်လည်းရပါတယ်အဲ့တော့ဒီကဒီမှာ table ကိုမသုံးမနေရောဘလို့တွက်လို့ရတယ်ဆိုတာလေးပေါ့နော်ရပြီမှာဖြစ်ပါတယ်အဲ့တော့ကိုကအမှ number လေးတွေကိုကွာကိုကဒီလိုရာချလိုက်ပေါ့နော်1 2 3 4ပေါ့ပထမ answer တော့မှအဲ့လိုရှိမယ်ဒုတိယ answer တော့မှလည်းဒီလိုမျိုးတွေလာမှာပဲပေါ့1 2 3 4ပေါ့နော်အဲ့တော့အမှမှသူကပေါင်းချင်း8ထွက်ချင်တာအဲ့တော့ကိုကအဲ့လိုစဉ်းစားတဲ့အခါမှာအရှိတ်ကိုဒီက number 1ကိုဖစ်ထားမယ်ပေါ့ဖစ်ထားလိုက်မယ်နောက်တစ်လုံးကို 6ကတ်မယ်ဆိုရင်တော့သူကပေါင်းခြင်းက9ပဲထွက်မှာဆိုတော့မဟုတ်သေးဘူးအဲ့တော့ဒီတစ်ကိုကျေလို့ရွေးလို့မရတော့အဲ့တော့ဒုတိယဖြစ်တဲ့နှစ်ကနေစဉ်းစားကြည့်ပေါ့အဲ့တော့နှစ်ထားလိုက်မယ်ဆိုရင်အနောက်မှာကျေလို့အကြီးဆုံးဖြစ်တဲ့6ကတ်လိုက်မယ်ဆိုရင်ဒါသူ့ရဲ့ပေါင်းလက်က8ထွက်သွားပြီအဲ့တော့ပြန်လည်လာလို့ရတယ်ပေါ့နော်6 2662အလိုရှိမယ်ပြီးရင်ကျတော့3နဲ့ fit ထားကြည့်မယ်ပေါ့3ဆိုရင်5ကလိုင်းရပြီ35ပြန်လန်လာနိုင်တယ်53လည်းဖြစ်နိုင်တယ် အဲ့လိုရပါမယ်။ပြီးရင်4ပေါ့เนาะ4 4ပေါ့။အဲ့တော့လေးရတော့အရှိန်မှလေးနောက်မှလေးပေါင်းလိုက်ရင်8ထွက်မှာဆိုတော့ဒါသူလိုချင်တဲ့ဖြည့်ရက်က9ခုထွက်သွားပြီပေါ့เนาะ။အဲ့တော့လိုချင်တဲ့စီမံက total ရတော့ဒါ36နဲ့ဖြစ်သွားတော့เนาะ။အဲ့ဒါတော့နှလုံးဆိုတာ36ခုကွာဒါလိုက်ပေါင်းချင်းဖြစ်တဲ့ကြောင့်ကျေက event တစ်ခုအနေနဲ့ပဲစဉ်းစားလို့ရတော့မယ်။ဟိုလို multiply လုပ်ပြီးတော့เนาะ။စဉ်းစားလို့မရတော့ဘူးဆိုတာဒီကိုနားလဲရမှာပေါ့နော်အဲ့တော့ဒီမှာ5 by 36ဆိုပြီးတော့ရသွားမှာပေါ့ answer ကတော့ b ကိုရွေးလိုက်ရပါပြီ။ဒါဆိုရင်နောက်ထပ်တစ်ပုဒ်ပေါ့နော်ကျန်ဆက်ကြည့်လိုက်မယ် number 6 number 6မှာကြတော့သူလည်းပဲ what is the probability of throwing two dice เนาะဒါဒီသင်ခန်းစာလေးကတော့ဒါ answer ကိုနှလုံးပုံစံလေးကိုပြရတာဖြစ်ပါတယ် two dice and getting the sand of the fallen number greater than 3 as a the pounding ကသူကဘာကြည့်တယ်လဲဆိုရင်3ထက်ကြည့်ရမယ်ပေါ့เนาะ အဲပေါင်းချင်းက number 3ထက်ကြီးရတဲ့ဖြစ်ရလေးကိုကိုကစဉ်းစားပေးရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာလဲကိုကအမှ table form အဲဆွဲလိုက်ပဲခါမှာအဲထွက်လာမယ်ပေါ့နော်အဲ reset ဒီမှာကွာပေါင်းချင်း3ထက်ကြီးရလေးကိုဆွဲထုတ်နေရမယ်ဆိုအများကြီးထွက်နေပါလေအဲ36ခုရဲ့မှာဆိုရင်ဒါ3ထက်ပေါင်းလက်3ထက်ဒါကြီးနိုင်တဲ့ order pair တွေကဒါအများကြီးထွက်လာမှာဆိုတော့အဲ့ဒါကြီးကိုချပြီးတော့ဆွဲပြီးတော့ကောက်မလုပ်နေတော့ဘူး ဆန့်ကျင်ဘက်ကိုတည်းစဉ်းစားလိုက်မယ်ပေါ့နော်အဲ့ဒါဆန့်ကျင်ဘက်ကိုကိုကစဉ်းစားတဲ့အခါမှာခုနကပြခဲ့သလို PO A နဲ့ PNO A နဲ့ဟိုကွာပေါင်းခြင်းကတိရတယ်ဆိုတော့ကိုကတိရတာပေါ့နော်အဲ့တော့ A ကပေါင်းခြင်းသုံးထက်ကြီးတယ်လို့ဒီလိုကယူဆလိုက်မယ်ဆိုရင်သူမဟုတ်တဲ့ဆန့်ကျင်ဘက်ပေါ့ not A နေရာမှာဘယ်လိုစဉ်းစားပေါင်းခြင်းက3အောက်နေရမယ်ပြီးရင်3နဲ့ညီတာလေးကိုခြေစဉ်းစားလိုက်ရပါတယ်အဲ့တော့အဲ့ဒါကိုတစ်သေးကနေနှုတ်လိုက်ရင် သူလိုချင်တဲ့ပေါင်းခြင်းသုံးသပ်ပြီးရယ် reset ထွက်လာမှာပေါ့အဲ့လိုယူလိုက်ရမှာအဲ့ဆိုရင်ကွာကိုဒီဟာပေါင်းခြင်းသုံးအောင်ငယ်မဲ့သုံးနေညီမဲ့ဆိုရင်ကွာကိုဆွဲထုတ်ရတာကအများကြီးမရှိတော့ဘူးလေအရေးတွက်နေပါတော့เนาะအဲ့လိုမျိုးနဲ့ယူဆလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီမှာကျေတို့ပေါင်းခြင်းကိုသုံးနေညီမဲ့သုံးအောင်ငယ်တာ order ပဲကိုဆွဲထုတ်ပြီးတဲ့အခါမှာအရှိမကျေတို့တစ်လို့ယူဆလိုက်เนาะဒါ1 1 6 1 6ကတော့အရှင်မရေးကြတော့ဘူးဒီတိုင်းလေးကြည့်လိုက်မယ်ပေါ့အရှိမတစ်ထားမယ်နောက်မှတစ်လာမယ်ဆိုရင်တစ်နဲ့တစ်နဲ့ပေါင်းနှစ်ကဒါလက်ခံလို့ရတယ် ဟုတ်ပြီတခုရပြီပြီးရင်အရှိရဘယ်တစ်ခဏထားကြည့်မယ်အနောက်ကိုနှစ်နဲ့ကတ်ကြည့်မယ်ပေါ့1 2 1 2လည်းပဲဒါရတယ်တင်းတင်းနဲ့နဲ့ပေါင်း3 equal ဖြစ်တဲ့ဒီသူကရတယ်ခွဲသားတဲ့အောင်သူလိုချင်တာမဟုတ်လို့နော်ပြီးရင်မှာ1 3ဆိုရင်မရတော့ဘူးများသွားပြီနော်များသွားဆိုဒီထဲဝင်သွားပြီဖြစ်တဲ့ကြောင့်ကိုမစဉ်းစားတော့အများကြီးလိုက်တွက်ကြတော့မှာဆိုဟုတ်ပြီနှစ်ကိုအရှိမှာထားကြည့်မယ်နောက်မှာတစ်ကတ်ကြည့်လိုက်မယ်နှစ်တစ်3 equal ဖြစ်တယ် okay အဲ့ဒါနှစ်နှစ်ဆိုရင်မရတော့ဘူးเนาะဇန်နဝါရီကတောက်လျှောက်ကဒီမှာမရနိုင်တော့ဘူးများသွားပြီเนาะ greater than 3ဘက်ကိုအကျုံးဝင်သွားပြီဆိုတော့ထွက်လာတဲ့ဒီ result တွေကဘယ်နှခုဖြစ်သွားလဲဆိုရင်3ခုပေါ့အဲ့တော့ကိုကအမှလိုချင်တဲ့စီမှာ3ပေါ့เนาะ total ကတော့36ဖြစ်သွားမယ်အဲ့တော့ဒါလေးကို reduce လုပ်မယ်ဆိုရင်3 3 3 3 3 3ပေါ့ပြီးရင်ကျတော့ဒါအဖြေမဟုတ်သေးဘူးဒီမှာတစ်ထဲကနေပြန်နှုတ်ပေးရမယ်1 1 12ဆိုရင်သူက11 choice ဆိုပြီးတော့ဒူလိုခြင်းနဲ့เนาะ probability အော်ပေါင်းခြင်းဟာ၃ထက်ကြီးရယ် resolution ထွက်သွားပါတယ်เนาะဒါလေးကတော့ကျေတို့ပေါင်းခြင်းကို၃အောင်เนาะငဲတာလေးနဲ့ညီတာလေးကိုဒါစဉ်းစားပြလိုက်တာပါဟုတ်ပြီအဲဆိုရင်ဒီ video file လေးကတော့ကျေဒီ answer လုံးနဲ့ပတ်သက်တဲ့ပေါ့เนาะ answer လုံးနှလုံးနဲ့ပတ်သက်တဲ့ပုံစံလေးကိုအဲရွေးထုတ်ပြီးတော့ ပြပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြမယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ပါ